ဧရာဝတီတိုင်းမှာယခုနှစ်မိုးစဘာများစတင်ရိတ်တိန်နေတဲ့အော်တိုဘာလာမှာစဘာရိတ်ချွေကစင်းနှုံများအစမတန်မြင့်တက်လာခြင်းကြောင့်တောင်တူများအခက်အခဲဖြစ်ပေါ်နေတယ်လို့ဒေသခံတောင်တူများထံမှသိရပါတယ်ဧရာဝတီတိုင်းမှာပြီးခဲ့တဲ့နေ့မိုးစဘာရိတ်သိမ်းချိန်ကစဘာတအေကရိတ်ချွေခအနေဖြင့်ငွေကျပ်တသိန်းတောင်ထီတာဈေးရှိခဲ့ပြီးယခုနေ့မှာစဘာတအေကလည်းရိတ်ချွေခအနေဖြင့်ငွေကျပ်တသိန်းရှစ်တောင်းငါးထောင်မှာနှစ်သိန်းနှစ်တောင်အထိဈေးနှုန်းမြင့်တက်လာတယ်လို့ဒေသခံတောင်သူများရဲ့ပြောပြချက်အရသိရပါတယ်။ အဆဆအရာရာဈေးကလည်းတက်နေတာရိတ်သိမ်းချိန်လည်းတက်စိုက်ပျိုးချိန်လည်းတက်ဆိုတော့လေလုံးရတာစိတ်ကုံလာတယ်စပားစီကြတော့အဝီစီရောက်နေတယ်အချိန်မီမရိတ်နိုင်ရင်ကြွေကုန်မအချိန်ခါမဟုတ်ရင်မိုးမီမကြွက်ကြိုက်မနောက်တီးနံပြန်ဆိုင်ရင် နောက်ကြမာတွေဆိုတော့တော်တော်အခက်ခဲရှိတယ်လို့ပန်းတနော်မျိုးနဲ့ကဒီရောက်ခန့်တောင်တူတူကဆိုပါတယ် အေယာဝတီတိုင်းကတိရခန့်တောင်သူများဟာယခုနှစ်မိုးစဘာစိုက်ပျိုးတဲ့အချိန်ကစပြီး73စီဇင်းလုံးမြင့်တက်မှုဓာတ်မြေဩဇာဇင်းလုံးမြင့်တက်မှုနဲ့အခြားလျှာသုံးပစ္စည်းများဇင်းလုံးကြီးမြင့်မှုဒဏ်တို့ကိုလည်းခံခဲ့ရပြီးစဘာထွက်ရှိလာတဲ့လက်ရှိချိန်မှာလည်းစဘာရွှေစည်းရိမ်များမြင့်တက်လာမှုဒဏ်ကိုခံနေရတယ်လို့သိရပါတယ်။ အခုလေသမားတွေကဘလို့မှအဆင်မပြေကြဘူးအဆင်မပြေလဲလုံနေရတာပါပဲတောင်တူလေသမားဆိုတာလေဘေးလှုပ်ဆရာရှိတယ်လေစပားဆိုင်တုံးကလည်းဒီဇယ်ဈေးတွေဈေးတက်ခဲ့တယ်လုံရကန်ရတာလေရတာနဲ့ရင်းနှီးရတာနဲ့မကိုက်ဘူးကို့အတွက်ကိုမကြံဘူးတရားဒီနဲ့တရားဒီပူချက်လာတယ်လို့လက်ပွတ်တာမျိုးတွေကတောင်တူတူကဆိုပါတယ် ။အေယာဝတီတိုင်းမှာယခုနှစ်မိုးစပါးစိုက်ပျိုးတဲ့အချိန်ကလုံခြုံရေးအခြေအနေများကြောင့်လေကွင်းထွက်အလုံးမလုံးနိုင်ခြင်း၊စပါးစတင်စိုက်ပျိုးတဲ့အချိန်၊ဓာမြင်ဩဇာများကိုမြေခံအဖြစ်အသုံးမပြုနိုင်ခြင်း၊အပင်များတက်မာလာတဲ့အရွယ်မှာလည်းဓာမြင်ဩဇာနဲ့အပင်အားစီးများအပြည့်အဝမသုံးစွဲရခြင်းကြောင့်လက်ရှိပြန်လဲရိုက်သိမ်းချိန်မှာစပါးအထွတ်နှုန်းပါထိခိုက်နေတယ်လို့သိရပါတယ်။